ဟယ်လိုအားလုံးဝမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။အာဆင်နယ်ကိုတည်ကြခဲ့တဲ့ပွဲစဉ်ကကစားသမားတွေရဲ့ player rating ပေါ့ဗျာ။ Andre Onana ကျွန်တော် rating ပဲကျွန်တော်70ပေးထားပါဗျာ။ဂုသမား Onana ကတော့ကျွန်တော်ပွဲမစားခင်ကပြိသက်တွေဆူတောင်းကြလို့ပဲဒီနေ့လက်စွမ်းပြပါစေ Onana ကဲပါစေလို့ပဲဆူတောင်းအောင်ဆိုပြီးတော့ပြောသလိုပဲ Onana ဟာဒီနေ့ပွဲစဉ်မှာပိုပြီးတော့အရင်ပွဲစဉ်တွေကထက်ကောင်းအောင်ကျူပန်းခဲ့တယ်လို့ကျွန်တော်ထင်တယ်။ Onana ဟာဒီနေ့ပွဲစဉ်မှာတကယ်ကောင်းတဲ့ save တချို့ကျွန်တော်အနေနဲ့ပေါ့နော်ဒါလုံနိုင်ခဲ့တယ်။ တကယ်ကောင်းတဲ့ performance တွေလည်းပြနိုင်ခဲ့တယ်။ Andre Unana ပြီးခဲ့တဲ့ပွဲတွေကတည်းကအများကြီးပူကောင်းခဲ့တယ်။ Rainman ကျွန်တော်7ထိကျွန်တော်ပြထားပါတယ်။နောက်တစ်ယောက်ကကျွန်တော်ဒီ Lenny Yuru ပါ။ Yuru ကိုတော့ကျွန်တော် Rainman ကျွန်တော်6ထိပဲပြထားတယ်။သူတပင်းတော့ဒုတိယပိုင်းမှာ injury ပြဿနာကြောင့်လုံးဝဆက်မကစားနိုင်တော့ Eden Heaven နဲ့လဲခဲ့ရတာရဲ့ပထမပိုင်းတစ်ပိုင်းလုံးမှာလည်းကိုရီအသင်းရဲ့ဘက်ကပြိုင်ဘက်ကိုအများကြီးတိုက်စစ်ဆင်ဖို့တဲ့ကိုခန်းစစ်မှာကိုပဲလုံချုံအောင်ကျူးပန်းနေရတဲ့အနေထားမှာ mid block low block ပဲကစားနေရတဲ့ချိန် ယူရိုတို့ဘာလို့စီကတာမန်ထက်ပိုတဲ့ခြေသွင်းမျိုးကျွန်တော်မတွေ့ရဘူးဘောနော်ကျွန်တော်ရင်းနဲ့ကျွန်တော်၄ ठी ပဲယူရိုကိုပေးထားပါတယ်လင်နီလော့ရင်းနဲ့ကျွန်တော်60ပေးထားတယ်ကျွန်တော်ဒီပွဲမှာလင်နီလော့ကို60ပေးထားတယ်ဒီအာဒီမှာ ပွဲကစားခွင့်တအားကိုနေပါလို့နေလဲလင်နီလော့အတွက်အသင်းက injury ပြဿနာတွေဘာတွေကြောင့်ကစားမားတွေရှားနေတဲ့အချိန်မှာပွဲကစားခွင့်သူရပြီးတော့ central center back ဖြစ်သူကစားတဲ့အချိန်မှာ ဒါအပြင်ပြိုင်ဘက်ကလည်းအာဆင်နယ်လိုမျိုးပေါ့နော်စစ်တရိုက်ကာစစ်စစ်မရှိတဲ့အခြေအနေမျိုးမှာလင်နီလော့ကနည်းနည်းတက်တာရရခဲ့တယ်လို့ပြောရမယ်။ဒါပေမဲ့လို့အာဆင်နယ်ဘက်ကတချို့ အခွင့်အရေးဖန်တီးဖို့ကြိုးပမ်းတဲ့အလုံးတွေကိုလင်းဒီတော့ရှင်းခဲ့တာတွေတောင်းကံပေါ်တွေဖြစ်သွားတာကတော့တမျိုးပေါ်ဗျာရှင်းခဲ့တာတွေအန်ဒီရများမဲ့အလုံးတွေကိုရှင်းနိုင်ခဲ့တာတွေကလည်းဂျင်းနဲ့ဆရာကောင်းနေတယ်မှာပါလေလို့ပြောရမှာပဲအထူးသဖြင့်လူစုံတက်စုံရှိမနေတဲ့အချိန်မှာထဲ့ကစားတဲ့သူလေးတွေကအစင်ပြေတယ်လို့ရှိတယ်ဆိုတာကဝမ်းသာစရာပါ rate နဲ့ကျွန်တော်60ပေးထားပါတယ်ဒီလေးဒီလေးကိုလည်းကျွန်တော် rate နဲ့ကျွန်တော်60ပေးထားပါတယ်ဒီလေးကလည်းခန်းစစ်ပိုင်းနဲ့ပတ်သက်လို့အမြင်ဘောပဲဖြစ်ဖြစ် ground ဘောပဲဖြစ်ဖြစ်ပေါ့နော်အမှန်ကန်ကျွန်တော်ဒါတကယ်ကောင်းအောင်ဆွမ်းဆောင်နိုင်ခဲ့တဲ့နေရာမှာပါလေလို့ကျွန်တော်တင်တယ် ဖြစ်တင်ပေါ်တချို့တော့မှသူကောင်းကောင်းလုပ်နိုင်ခဲ့သေးတယ်ဒီလေးအတွက်ကတော့ဖြည်းဖြည်းချင်းနဲ့ပုံမှန်ခြေသွင်းတွေပြန်ပြနေပြီးတော့ performance ကောင်းနေပွဲတိုင်းဆက်တိုင်းပြနေပါပြီဒီထက်ပိုကောင်းတဲ့ performance တွေပဲကျွန်တော်မျှော်လင့်ရမယ်ကျွန်တော်ရင်းမဲ့ကျွန်တော်60ပဲပေးထားပါတယ် master wi ရင်းမဲ့ကျွန်တော်60ပဲပေးထားပါတယ် master wi နဲ့ပတ်သက်လို့ဗျာဘယ်လိုပြောမလဲခံစစ်ပိုင်းမှာတော့ကျွန်တော်တော်တော်လေးဂျင်းနေတယ်ဂျင်းနေတယ်ဆိုတော့ဒီ win box မှာဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီဘက်ချမှာရှိတဲ့ trouser တို့ deck and rise တို့ကိုသူအမှန်ကန်သူဘယ်လိုပြောမလို့ဆိုတော့ခါကျတော့ PRB ပါလေဒီဒီခန်းစစ်ကစားသွားတာတို့တွေးကြည့်ရင်အတင်းပတ်မှာကတချိန်လုံးတိုက်စစ်ဆင်နေရတာမျိုးရှင်ကစားနေရတာမျိုးမဟုတ်တဲ့ခါကျတော့အများအပြားအချိန်ကြီးကကျွန်တော်ခန်းစစ်ကစားနေရင်လည်းအချိန်ကုန်နေရတာအဲ့လိုနေသားမျိုးဒီမှာဘောလုံးရရင်ရပြီဆိုတာနဲ့တံမြန်ကြီးသွားဖို့ကြိုးပမ်းတဲ့နေရာမှာတိုက်စစ်ကလည်းကစားမနှီးတဲ့သူတွေကများတော့ဝင်းဘက်တွေအလုံးမဖြစ်လို့ကျွန်တော်မရခဲ့တဲ့ပုံမျိုးဖြစ်သွားရောဒါအပြင် MOD ရဲ့ system ကဝင်းဘက်တွေအလုံးဖြစ်မှရမယ်နေသားမျိုးဆိုတော့ Master V တို့ရှေ့ပွဲစီနေတဲ့စာလို့ရှိရင် ်ဒီပွဲကအများကြီးအဆင်ပြေတယ်ဒီပွဲကအများကြီးအဆင်ပြေတယ်ဒါတော့အသာလေးဘယ်ဂျီနဲ့မာတင်ပြလိုက်တဲ့လုံကိုသူကန်တာဂိုးကိုကိုးရမှာတော်တော်နှစ်မျိုးဘူးကောင်းတယ်ဗျာတော်တော်နှစ်မျိုးဘူးကောင်းတယ်မကိုးခဲ့ဘူးကန်မကောင်းခဲ့တဲ့အနေထားပါကျွန်တော် range နဲ့ကျွန်တော်60 master wheel ကိုပေးထားပါတယ်။ဒါလောက် range နဲ့ကျွန်တော်50ပေးထားပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တွေကလည်းရှင်မင်းဆိုလို့ရှင်တော့ဒါလောက်ဟာပို့ပြီးတော့ကောင်းခဲ့တယ်ဗောနော်။ဒါလောက်ဟာပို့ပြီးတော့ကောင်းခဲ့တယ်ကစားမှာပါ။ ဆိုတော့ဒါမဲ့လို့ဒီပွဲကဒီကူဒါလောက်နေနဲ့ရှစ်ပွဲစဉ်တွေကလည်းပူကောင်းနေပြီးလို့ရှိရင်ဖြတ်တင်ပွဲတွေတော့မှအမေတလုံးသာမင်းဘယ်လဲဘယ်ရောက်မှမသိဘူးကန်ထည့်ပလိုက်တာအမေသူ့ဟာနေသူပေးတဲ့အလုံးလေးတွေကျွန်တော်ရှိတယ်ဝင်းဘက်ကဝင်းဘက်ကစားမတယောက်လိုပြုတ်မှုနိုင်နေဆိုတော့မဆိုးဘူးဗောနော်အရင်ကြီးကောင်းနေတဲ့အချိန်မျိုးမဟုတ်ပေမဲ့ရှစ်ပွဲစဉ်တွေကလည်းရှင်လို့ရှိရင်တော့ဝင်းဘက်မှာကစားတာအဆင်ပြေတဲ့အောင်လေးရှိနေတယ်ပေါ့ဗျာဒီတိုင်းလေးပဲတိုးတက်တဲ့ခြေသွင်းတွေပြနိုင်ပါစေလို့ပဲကျွန်တော်တို့ညော်လင့်ရမှာပဲရင်းနမဲ့ကျွန်တော် 5G ပဲပေးထားပါတယ်ကက်ဆမဲတို့ကျွန်တော်ရင်းနမဲ့ကျွန်တော်70ပေးထားတယ် ီပွဲမှာကက်ဆမဲရိုကအသင်းရဲ့အရေးကြီးဆုံးကစားသမားတွေမှာပါခဲ့တယ်တော်ကောင်းတဲ့ performance ကိုသူပြသွားတယ်တကယ်လည်းပဲကောင်းလို့နေပေါ့နော်ဒီဒီလိုမျိုးစွမ်းဆောင်ရင်သူ့စီကကျွန်တော်တွေ့ရတာမျိုးမတွေ့ရတာကြာပြီဗျာ defensive ပိုင်းနဲ့ပတ်သက်လို့ရှိရင်ကက်ဆမဲရိုဒီနေပွဲတွေမှာ tag gaze တတော်လေးကိုကောင်းခဲ့တာအဲ့တော့ဒီပွဲကကက်ဆမဲရိုရဲ့စွမ်းဆောင်ရည်ကိုပြခဲ့တဲ့ပွဲလို့ကျွန်တော်ပြောရမယ်ကက်ဆမဲရိုကိုကျွန်တော် rating မှာကျွန်တော် 70p ထားပါတယ် ရှိလာမဲ့ဆိုစီတက်တို့ဘာလို့နဲ့ပွဲမှာလဲဥကာတီတော့ပြန်ပါမယ်လို့နီးပြပြောထားတယ်။ဒါပေမဲ့လို့ကက်စမဲတို့ဒီပုံစံနဲ့ performance ပြနေတယ်ဆိုလို့ရှိရင်ဥကာတီကိုဒုတိယပိုင်းမှာ၃နာမျိုးဒီတော့မှမြင်ရနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်။ကက်စမဲတို့ကို rain မဲ့ကျွန်တော်70ပေးထားပါတယ်။ Bruno Fernandes rain မဲ့ကျွန်တော်70အထိကျွန်တော်ပေးထားတယ်။ Fernandes နေတဲ့တကယ်လှလွန်းတဲ့ free kick တလုံးကိုသူကန်သွင်းနိုင်ခဲ့တယ်။ကံမကောင်းစွာနဲ့ပွဲပြီးကာနီမှာသူကန်သွင်းတဲ့အလုံးကိုတော့မှရာယာနှစ်ဆင့်နေပါနေပုတ်သွားလို့ သူတော်တော်လေးကံမကောင်းခဲ့တာမဟုတ်လို့ရှင်တော့လုံးဝပြ performance ကတအားကောင်းပါပါနေတဲ့စီနေအသင်းဘက်ကတိုင်ပတ်နေတဲ့အချိန်မှာအရာအလုံးကိုကျွန်တော်အောက်ကြောင်ကြစွန့်နေရတဲ့အချိန်မှာရရင်ရတဲ့အခွင့်အရေးကိုဥဆောင်ကိုရအောင်တွင်းပြပြီးပြီးတော့ကလပ်တင်းဖီအားအောက်ရောက်နေတဲ့အချိန်မျိုးကိုနည်းနည်းလေးဖြည်းဖြည်းအသက်ရှူချောင်းသူလုတ်ပေးသွားတယ်ဆိုတော့ဘရူနိုဖရန်နက်စ်ကဒီယာဒီမှာကျွန်တော်ဘောနော်ဒီအသင်းတွက်တော်တော်ကိုဆွဲတင်နေတဲ့နေရာမှာပါတယ်ပြောရမယ် နော်သူတို့လှုပ်ဆိုပြီးမြဲတယ်လို့ဒါပေါ့နော်ဒါလက်ရှိကစားအမတွေတဲ့မှာအကောင်းဆုံး performance ပြနေတဲ့ player လို့ပြောလို့ရတယ်ဘောဗျာဆိုတော့အသင်းကောင်းဆောင်ဆိုတော့လေကျန်တဲ့ကစားအမတွေတဲ့အမြဲတမ်းတစ်ဆင့်ပူကောင်းနေရမှာပေါ့ဒါကိုသူလှုပ်ပြသွားတယ် Renamed ကိုကျွန်တော်70ပေးထားပါတယ် Bruno Fernandes ကိုနော်အများကြီးဆင်ပြေခဲ့တယ်လို့ကျွန်တော်ဒီနေ့ Garnacho Garnacho ကိုလည်းကျွန်တော် Renamed ကျွန်တော်70ပေးထားပါတယ်သူတပြင်းတော့ Garnacho ဒီနေ့ပွဲစဉ်ကစားသွားတာပြီးခဲ့တဲ့ပွဲစဉ်ကြီးကလည်းသူအများကြီးတားတယ်ဆုံးဖြတ်ချက်ချမှုနဲ့ပတ်သက်လို့သူပို့ပြီးတော့ကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်တယ် လူပေးတာနေနဲ့ပတ်သက်ပြီးတော့လေဂျင်းနေစရာတွေကျွန်တော်ဖြစ်နေတယ်။ကံစရာရှိတဲ့လုံကံပြီးမဲ့တယ်လို့လူပေးစရာရှိတဲ့လုံပေးတယ်။အခြေဆက်ကစားစရာရှိတဲ့လုံခြေဆက်ကစားတယ်။တယောက်ချင်းကြော်ဖြတ်စရာရှိတဲ့လုံကိုကြော်ချင်းကြော်ဖြတ်တယ်။ဒါရီဒီပြိတ္တတီမြင်ကျင်တဲ့ကာနာချိုးပဲ။ဒီထက်ပိုပြီးတော့ကောင်းတဲ့ကာနာချိုးကိုမြင်ရရင်ကောင်းနေပူဆိုပြီးမဲ့တယ်လို့ရှေ့ပွဲစဉ်တွေကကာနာချိုးနဲ့ကျွန်တော်ရှင်းကြည့်ရင်ဘလို့မှမတူဘူးဗျာ။ရှေ့ပွဲကကာနာချိုးကိုကျွန်တော်ကြည့်မယ်ဆိုလို့ချင်းလူမပေးချင်ရတာနဲ့လူပေးမစိုးရတာနဲ့ဂျုံဟာကြာပန်းရှိရနေပြီးတော့ထင်းတယ်လို့အတကုံဆွတ်ဆက်ကန်းတာနဲ့ အသင်းရတကယ်ဖန်တီးနိုင်မယ့်အခွင့်အရေးတွေကိုကျွန်တော်ကစုံရှုံခဲ့တယ်ဆိုတော့ဒေလီပွဲကကာနာချူနီနဲ့ဘောနောသူတီချက်ပူကောင်းအောင်ကစားနေတယ်ဆိုတော့ပြတာပဲဆိုတော့ကာနာချူတီချက်ပူကောင်းဝင်ကျွန်တော်မျှော်လင့်နေဒီပွဲကတော့ကျွန်တော်ရင်းနှီးမဲ့ကျွန်တော်70ပေးထားတယ်အေရစ်ဆင်ကိုတော့ကျွန်တော်ရင်းနှီးမဲ့ကျွန်တော်60ပေးထားပါတယ်အဲဒူဒူကြကြကြီးလုံနိုင်ခဲ့တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော် Zigzy Rainbow ကျွန်တော်60ပေးထားပါတယ် Zigzy နေနဲ့သူသာနောက်ပေါက်နဲ့ click လိုက်တဲ့အလုံးဝင်တယ်ဆိုလို့ရှိရင်တော့တော်တော်လှမှာတော်တော်လှမှာအဲ့လုံးကတော်တော်နှမျိုးဘူးကောင်းတယ် ော်ဒါအပြင်သူဒုတိယပိုင်းမှာကျွန်တော်ကပူကောင်းခဲ့တဲ့အတင်းပါဒါပေမဲ့လို့ Zixi ရဲ့ပေါ့နော်ကျွန်တော်ကဒီလူစားလဲခံရတယ်ဆိုပေမဲ့လည်းသူအေးပါမှုတွေကလည်းမိထားလို့မရဘူးသူတကယ်ကောင်းတယ်ပေါ့နော်ကစားသွားတာကျွန်တော်ရင်းနဲ့ကျွန်တော်60ပေးထားပါတယ်နော်လူစားဝင်လာတဲ့နေရာမှာ Resman White လည်းကျွန်တော်ရင်းနဲ့ကျွန်တော် 3D ပေးထားပါတယ်တော်တော်ကိုလူအပ်ချက်များပြားခဲ့ပြီးတော့ ရတဲ့အခွင့်အရေးတချို့ကိုအသုံးမချနိုင်ကြတဲ့ကစားမပါအများကြီးပိုကောင်းမှရမှာပါ to be qualia rename ကျွန်တော်အဲ 5g ပေးထားတယ်ဗောနော် to be qualia ကဝင်လာပြီးတော့ကစားတဲ့ချီဒီနေရာမှာသူ့ဟာနဲ့သူ package တွေပါတယ်သူကောင်းအောင်လုပ်နိုင်ခဲ့တယ်ဖြည်းဖြည်းချင်းနဲ့သူ senior အသင်းကြီးမှာနေရာရလာဖို့ပွဲကစားခွင့်များများရတယ်ဖို့ကျွန်တော်မျှော်လင့်ရပါမယ် eden heaven ကျွန်တော် rename ကျွန်တော် 6g ပေးထားပါတယ် lenny yuro ရဲ့နေရာကိုဝင်ကစားတဲ့နေရာမှာလူလီသေးမရှိကစားပြသွားတယ်တော်တော်ကို performance ကောင်းတဲ့ player ပါနီးပြအမိုရင်းကလည်း ကျွန်တော်တကယ်ကစားမကောင်းတွေ့ပြီဆိုပြီးတော့သူပြောထားသေးတယ်။ဆိုတော့ Eden Heaven ရဲ့ပေါ့နော် Kansas ability ကတော်တော်လေးကိုကောင်းလွန်ပါတယ်။ဆိုတော့ရှေ့လျှောက်ပေါ့နော်ကျွန်တော်ဒါမာလီနီယိုတို့ကလည်းဒဏ်ရာသွားတာလစ်ချာကလည်းယာစီကွန်တီနားတော့မှလည်းကျွန်တော်ကြည့်ရင် Eden Heaven ကိုပွဲတိုင်းပွဲတိုင်းရှေ့ပွဲကစားခွင့်လူစင်းနေမှာမြင်ရတော့မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဆိုတော့ကဒီ Heaven နဲ့ပတ်သက်လို့ပေါ့ဗျာ။ညီကတို့နေနေရောဆိုတော့ဒီပွဲမှာဆိုလို့ရှိရင် ဘယ်ကစားမတွေကအကောင်းဆုံးရေတင်ရခဲ့လို့ကျွန်တော်ထင်ကြတယ်ဒီပွဲကတသိန်းလုံးနီးပါးကောင်းခဲ့တယ်ဆိုတဲ့ခါကျတော့နည်းနည်းတော့အဆင်ပြေခဲ့တာပေါ့ဗျာဒါကြောင့်ပေါ့နော်ကျွန်တော်တို့အသင်းငယ်ဒီနဲ့ဆိုလို့ချင်းကိုရီတိုင်ပတ်ပြီးတော့အသင်းကြီးနဲ့ဆိုလို့ချင်းဟုတ်တယ်လို့ဖြစ်တာဘာကြောင့်လဲဘာကြောင့်လဲဆိုတော့ကစားမတွေဟာအာယုံစုတိုင်းမှုအပြည့်နဲ့မကစားနိုင်ကြလို့ပဲနော်ပြန်ပြန်အသင်းကြီးနဲ့ကစားရတယ်ဆိုလို့ချင်းသူတို့အာယုံစုတိုင်းမှုပိုခံရတယ်အဲ့ကြလို့ချင်းသူတို့လှုပ်ပြကြတယ်အာဆင်နယ်နဲ့ပွဲမှာမဟုတ်ရှစ်ပွဲတွေမှာလည်းတည်တိုင်းပဲဒါပေမဲ့လို့ပေါ့နော်မစ်တီဘယ်ကလပ်တီတို့တည်တယ်မလားနော်ဟိုအောက်ကအသင်းနေနေဆိုလို့ရှိရင် အတိုင်းပတ်သွားရောတေချာကြီးနဲ့ဒီပွဲအမေအာဆင်နယ်နဲ့ဝန်ဝန်းကြရင်နော်ရှေ့လာမယ်ပေါ့ယူနိုက်တက်မင်းမင်းတိုင်းပန်ပတ်နေမှာဘယ်တင်းနဲ့ပဲဖြစ်ဖြစ်အဲ့လောက်ထိပေါ့နော်ဒါပရီးမီးယားလိမ်မှာပြောတာနော်အဲ့လိုမျိုးဂျိုရီနေကစိတ်မချအောင်နော်ဆိုတော့ညီကတို့အနေနဲ့ဘလူးမင်းကြပါလေဘေကစားမားရဲ့ performance တွေကအကောင်းဆုံးဖြစ်ခဲ့တယ်လို့ထင်ကြတယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်